အဲ့ဒီလိုနေတဲ့အခါမှာကာမတုခ္ခလိကဆိုတဲ့အဖြစ်မျိုးကိုမရောက်ရအောင်ကာမတုခ္ခလိကရဲ့အလှဲ့စားမှုကိုမခံရအောင်အတိဘယ်ကကောင်းတာတွေစားကောင်းတာတွေဝတ်ကောင်းတဲ့အဝတ်ဝတ်ကောင်းတဲ့အစားစားစားကောင်းတဲ့အိပ်ရာပေါ်မှာအိပ်တယ်ဆိုရင်ကာမတုခ္ခလိကညောကဖြစ်နေတယ်ပေါ့အဲ့ဒီလိုမဖြစ်ရအောင်ကာမတုခ္ခလိကညောကရဲ့လှဲ့စားမှုမခံရအောင်ရသော်ပြပါဟောတာ စားပြီဆိုရဲကမြတ်စွာဘုရားအမှန်ကန်ကိုအတိပညာနဲ့ဆင်ရင်ဆင်ရင်ခိုင်းထားတယ်တွေ့တာမှုတဏမဝင်အောင်ဘလို့ဆင်ရင်လုံးဆိုအခုငါဒီအာဟာရကိုစားတာဟာကလေးတွေလူပျော်ဖို့ပါဖို့စားတာမဟုတ်ဘူးဟုတ်အာကစားသမားတွေလူကာယပလတောင့်တင်းဖို့စားတာမဟုတ်ဘူး ကျွမ်းသမားကချီတဲ့တို့လိုအသားရည်ပြည့်ဖြူလှပအောင်စားတာမဟုတ်ဘူးအရေးအစင်းပြန်ဝဲအောင်စားတာမဟုတ်ဘူးငါစားတာဟာဟောဒီခန္ဓာကိုယ်ကြီးတည်ထမ်းပြီးတော့သာသနာအတွက်အလုံးလုံးနိုင်အောင်စားပါတယ်ပင်မမှုတွေပြောင်းငင်းရုံအတွက်သာစားပါတယ်ဆံလောင်မှုပယ်ဖြောင်းရုံအတွက်သာစားပါတယ်ဆိုဟောဒီဆင်ញင်သုံးသပ်မှုနဲ့ကာမတုခလေးကနိယောကဆောင်ဖြစ်တော့ဒါဒီလိုဆိုလို့တာ အဲ့တော့ခုနအနိကဏ္ဍတွေချက်တယ်လို့ဒီကောင်းတာတွေမစားရဘူးဆိုအစိုးရရေးစားနော်သို့တော့ကောင်းတာတွေစားခြင်းနဲ့စိတ်ကပျောက်သွားတာမှမဟုတ်ပဲမကောင်းတာစားနေရရင်ကောင်းတာစားခြင်းလာတယ်လေလူဆိုတာနေစင်နေအမြချမောင်ဟင်းကြီးစားနေရတယ်လို့သွားမိရင်ဝက်သားလေးတစ်ခါတစ်ခါစားရင်သူတို့မှတိတ်သဘောကျတယ် အဝတ်သားကြီးနေတိုင်းစားရတဲ့လူကလည်းတနေ့တစ်ခါတလေချင်မောင်ရွက်ကလေးစားခြင်းပါဒါမှမဟုတ်အမေရိကနေတဲ့လူတွေကဒီမှာဗမာပြည်လာရင်ချင်မောင်ရွက်ခူးသွားတာရှိသေးတယ်နော်ဘာဖြစ်လို့လဲဆိုကောင်းတာတွေစားနေရင်ချင်မောင်ရွက်ကလေးတတိယလူစိတ်လူစိတ်ဆိုတာဒီလိုအကောင်းကြီးစားနေရင်မကောင်းတာလေးကလည်းတတိယအဲ့တော့တခါတရံကြတော့ကောင်းတာမကောင်းတာနဲ့မတူစိတ်ထံမစိတ်ထံနဲ့တခါသွားပြန်တယ် အေးမြတ်စွာဘုရားကဒါကြောင့်မို့လို့ဆင်ញင်ပြီးတော့စာခိုင်းတယ်ဆင်ញင်ပြီးစာခြင်းအပြင်ခွင့်ပြုထားတဲ့အစာအာဟာရဘလောက်ကောင်းကောင်းမှန်ကန်တဲ့ဆင်ញင်တွေးတောမှုအခြေခံပြီးစားသည့်အတွက်ကြောင့်ကာမတုခန္ဓာကနုယောဂရဲ့လှည့်စားမှုမခံရဘူးတဲ့ကာမချမ်းသာခံစားတဲ့အနေအထားမျိုးမရောက်တော့တာသင်္ကန်းအဖိုးထိုက်တန်တဲ့သင်္ကန်းကြီးဝတ်ဝတ်တဲ့အခါမှာကြည့်လေ လှဖို့ပဖို့ဝတ်ထားမဟုတ်ဘူးအပူကိုကာကွယ်ဖို့အအေးကို ကာကွယ်ဖို့မချင်နေကိုကာကွယ်ဖို့နောက်ဆုံးမှာတုံးလုံးနေရင်ဆက်เสียကြီးဖြစ်လို့အဆက်ကိုကာကွယ်ဖို့ဆိုတဲ့အနေနဲ့ဒီရွယ်ချက်တွေကိုအမြဲတမ်းမျက်စောဗျာနှလုံးသွင်းခိုင်းတာသင်္ကန်းဝတ်ထားအဝဝတ်ထားဘာရွယ်ချက်နဲ့ဝတ်ထားတော့ဆိုရင်ဒီရွယ်ချက်တွေနဲ့ဝတ်လူတွေမှလည်းပဲလူ့ချောင်တွေမှလည်းပဲဒီလိုဆင်ခြင်စဉ်းစားမှာ မစင်းစားလို့ရှိရင်လေဘာတွေဖြစ်တုံဆိုလို့ရှိရင်အိမ်ကဗီဒီယိုထဲမှာအဝတ်တွေကိုပုံနေအောင်ဘာဖြစ်လို့တုံဒါကြီးကယိုးသွားပြီမော်ဒန်အောက်သွားနောက်ထပ်ဒီဇိုင်းလှလှလေးတွေပေါ်နေတယ်အဲ့ဒါရှောင်ဝတ်မယ်နော်မော်ဒယ်တွေဝတ်ပြတာလေးအားကျသွားဝဲဘယ်လောက်နိုင်မှုအသစ်ဆန်းလာတိုင်းဝဲလိုက်ဝဲလိုက်ဝဲလိုက်နေဆိုတော့ ိမ်မှာရှိတဲ့ဘီတို့ထဲမှာပက်ဆန်ရှိတဲ့လူကအဲ့ဒါအပြည့်ပဲနောက်ကြတော့ဘယ်ရောက်သွားတော့ဆိုဘေးဒုတ်ထဲကနေပြီးတော့တခြားရောက်သွားပြီဒီလိုတွေဖြစ်တာအဲ့ဒါဗာပြစ်လို့ဒီလိုအဝတ်တွေပေါ်မှာပက်ဆန်တွေအတုံးဖြုံများနေရတယ်လဲဆိုရင်ခုနလိုဆင်ញင်မှုမရှိတာပေါ့ကာမတုခါလေးကနေယောကဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားကတော့ယဟန်တွေကိုဆုံးပါတယ်အဲ့ဒါလိုမလုပ်ရဘူးခွင့်ပြုထားတာမှန်တယ် သို့သောအစွန်မရောက်เสียရဘူးကာမတုခာလီကနိယောကမဖြစ်ဖို့အတွက်ဒီနှလုံးသွင်းတဲ့ငါဝဋ်တာဟာအရှက်လုံးမဝဋ်တာအပူကာွယ်ဖို့ဝဋ်တာအေးကာွယ်ဖို့ဝဋ်တာမှက်ချင်လုံးမဝဋ်တာလို့ဆိုတော့ဟောကောင်းတာမှဝဋ်ချင်တယ်ဆိုတဲ့စိတ်ဟာဟန်တာပိတာဖြစ်သွားဒီလိုဆက်လို့လားနော်စိတ်ဟာသူ့ဟာနဲ့သူပြန်ထိန်လာထိန်ချုပ်လိုက်တယ်ဒီအတွေးကကောင်းတာမှဝဋ်ချင်တယ်ဆိုတာကိုပြန်ချုပ်ကင်ထားလိုက်တာ ကိုစဉ်းစဉ်းစားကြည့်ပေါ့ကိုကိုအိမ်ရောက်တဲ့အခါပြန်ကြည့်အော်အဝတ်ဆိုတာအဆက်လုံးမဟုတ်တာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလူကြားထဲမှာတင်းနောက်တင်းနေရှိရင်တော်ပြီပေါ့ဆိုတဲ့အတွေးလေးသာတွေးကြည့်လိုက်ဘာလို့ဆိုဝတ်နိုင်သွားအဲ့လိုမဟုတ်ဘူးဆိုရင်မှန်နေကြည့်ပြီးတော့အော်ငါဝတ်ကြည့်ရတယ်သူများနဲ့မတူသူများတွေကငါအထင်သေးတော့မှာတော့ကိုတွေးတီတွေးတွေးလို့ရှိရင်တော့အကောင်းရှာတော့မှာပဲဒါတော့သိချာရသော်ဘုရားက အဲ့ဒါလို့မဖြစ်အောင်တွေးခိုင်းတာတဲ့